ကယ်ပါတကယ်ပါယောက်ျားတွေကိုစိတ်ကုန်လုံးလို့ပါ နော်ကိုစိတ်ကုန်နေပါဇကားလည်းမပြောရတော့ပြင်ပါဒီမှာပြည့်ရတော့တန်ပါငါကြားဘူးတာတော့ယောက်ျားယူရင်ကောင်းနေဆိုဟုတ်တယ်ယောက်ျားကိုခေါ်ပြီးအိမ်ကလည်းဆင်းသွားအေးဆင်းသွားမယ်ဆိုရင်တိတ်ချမေးအောင်တော့ နင်းတော့သမင်းဝအောင်ကြွေးထားနိုင်ရဲ့လားအဲ तू ကလေအဲဘယ်လိုလဲ तू အဲ့အဖေမှဆိုလဲ तू အဲ့လိုပဲတယောက်နဲ့ကွဲသွားတယ် तू ဖောက်ပြန်လာတယောက်နဲ့ကွဲသွားတယ်ကွဲသွားပြီးတော့မှ तू နောက်တစ်ယောက်ကိုယူလာနောက်တစ်ယောက်ကလည်းသူ့ကိုတကယ်ချစ်တယ်တကယ်အားကိုးမယ်ခင်ဗျာယူတယ်ဒါပေမဲ့သူ့ရဲ့စိတ်ရင်းအခမ်းကြတော့နည်းနည်းစွာတယ်တွက်တယ်မောင်ပုံတော်ဆိုးတဲ့သူဆိုတော့အိမ်တော်သူ့မှာနှုတ်နှစ်ဖက်ကအသေးခံမှနားလည်မှုရှိမှရတာလေအဲ့တော့ तू ကနည်းနည်းလေးအဲ ါ့လေအိမ်တော်ကက်များလို့ဖြစ်သွားပါပေါ့လေတဲ့လေးများယောက်ျားတွေအားလုံးလည်းစိတ်ကုန်သွားပါပြီမမရေဒီတစ်ခါတော့လေနေယောက်ျားတွေကိုတကယ်စိတ်ကုန်လိုက်ပါဟာနော်ဟုတ်ချမ်းမြမ်းမြားဆိုတဲ့ဂိုက်တာပေါ့နော်အကိုရဲ့ဟိုဟာအမနေရာနေတေးဥခံပါလေအဲအပြင်မှာတော့ဟိုဟာသူ့ဖက်တော်ကြီးပါအမနေရာနေတေးဥခံပါလေနောက်ပြော့လေဟိုဟာပေါ့ ေးဇလေးရပါတော့အပြင်မှာတကယ်ထူးထူးလေးရှိရဲအဲ့ဒါလေးကိုထောက်ရပါတော့နော်နည်းနည်းလေးတွေးရိုးလေးယူထားပြီးတော့ဟောပါတော့အနာဂတ်မှာအဲ့လိုပေါင်းဆက်ပြီးတော့ comedy drama မျိုးစားလေးတိုက်ခတ်ပါဘာမှတော့အပြင်ရဲ့တကယ် live ကအဲ့လိုမျိုးပဲပေါ့နော်အဲတော့ပြတဲ့အချိန်မှာသောကကိုကိုတိုင်းတော့မှဟိုပါလေးဝမ်းနေရမလို့လို့ကြီးရမလို့မျိုးအဲ့လိုပြောတဲ့သူကိုယ်တိုင်ကလည်းပေါ့နော်အဲအဲ့ အမရဲ့သမီးလေးဖြစ်နေတဲ့ခါကျတော့ကပြောပြနေတာမဲ့လေးတောင်ပြောပြရင်လည်းသူကလည်းဘဝမိုးလိုက်ကြီးလိုက်အဲအဲ့လိုမျိုးလေးပြောပြတော့ဩဒါလေးကဘာကဘဝလိုလိုကြီးရမလို့တက်လေးပေါ့အဲ့လိုတချင်းဆိုတဲ့ပုံစံကတော့ဇညုံးပေါ့နော်ဇညုံးရဲ့ဆရာရဲ့ဘဝလူချင်းတဲ့ပုံစံတိုင်းကိုဥသောလူချင်းတဲ့ပုံစံတိုင်းကိုအမအတတ်နိုင် ိုးစားပြီးတော့တရုတ်ဆောင်မှာကတော့သိကုန်နေပါဇကားရဲ့မှာပြောတာတော့ဒီမှာဒီမှာပြည့်ရတုတ်ဆောင်မှာအဲသူကလေအဲ ဲအဲ့အပြင်မှာဆိုလဲသူကအဲ့လိုပဲတယောက်နဲ့ကွဲသွားတယ်သူကဖောက်ပြန်တာမဟုတ်တယောက်နဲ့ကွဲသွားတယ်ကွဲသွားပြီးတော့မှသူကနောက်တစ်ယောက်ကိုယူလာနောက်တစ်ယောက်ကလည်းသူ့ကိုတကယ်ချစ်တယ်တကယ်အားကိုးမယ်ဖြစ်နေယူတယ်ဒါပေမဲ့သူ့ရဲ့စိတ်ရင်းအခံကြတော့နည်းနည်းစွာတယ်သွက်တယ်မောင်းပုံတော်ဆိုးတဲ့သူဆိုတော့အိမ်တော်သူ့မှာနှုတ်နှစ်သက်ကအသီးခံမှာနားလည်မှုရှိမှရတာလေအဲ့တော့သူကနည်းနည်းလေးအဲဟိုဘောလေအိမ်တော်ကများလို့ဖြစ်သွားတာပေါ့ဒီစိတ်လေးများ ိုတက်အရင်ငယ်တဲ့မောင်လေးနဲ့ရဲရတာဆိုတော့အဲ့လိုမျိုးတော်ကြီးပြောရတာပေါ့ဘယ်ပြောတတ်တော့ပါငယ်တဲ့လူနဲ့လည်းတွေ့ရဆိုရှင်းရဲ့လူနဲ့လည်းတွေ့ရပါတယ်ကိုရဲတို့ကလည်းတွေ့ခဲ့ရတာလေညပါတယ်မောင်လေးအဲ့လိုငယ်ငယ်လေးနဲ့ပြည့်တော့ပေါ့ပါတော့ဒီဆက်မက်ဆိုတော့နောက်ပိုင်းမှာအကုန်လုံးကညံ့ညံ့တတ်တိုင်းပဲရိုက်ခဲ့ရတာပေါ့ဆက်နေဆိုရင်ကျတော့လေဟို ါ့နော်သူတို့နှစ်ယောက်ရဲ့ဆရာဦးချိုကြီးဆရာကျွန်းလေးအဲ့လိုမိုးမိုးတဲ့မိုးကအဆရဲဟွာသူတို့တွေကအဲသူနဲ့ကအဲနေရီမှာထွက်ပြီးတော့ပလေးဘက်တစ်ချင်းနေကားခဲ့ရတယ်အဲအဲ့လိုမျိုးပေါ့နော်အဲသူတို့ခေတ္တဟာဆိုလို့ရှိရင်ယူနာပလာဇာတို့အဲ့လိုဈေးဝယ်တော်တို့တွေမှာရှိုးရှောက်ခဲ့ရတယ်အဲ့လိုဟွာလေးကနေအတူတူဟွာလုံးလုံးလာတဲ့ငွေချင်းတွေဆိုတော့ပြောမလားဆိုတာဖြစ်သွားတယ်နော်လုံးလုံးရတဲ့ခါကျတော့သူဆိုရင်တော့လုံးဝအားနာပြန်လို့ပေါ့နော် ဒါပေမဲ့သူခက်လက်အစမှလည်းသူနဲ့ပဲခိုက်ခဲ့တာပါဟိုသူတို့ဒီအဲအမထဲကအိမ်မဲစီဇန်1မှာတော့ဆိုရင်ခု1 2ကသူနဲ့ပဲသူနဲ့ဟာဟိုအိမ်တော်ပေါ့နော်နောက်ပြီးတော့လည်းဟိုကလေးနဲ့ကဟာမညာနဲ့ကတော့နောက်အဲ့လိုပြောတာဒီမှာတငယ်ချင်းတငယ်ချင်းပဲအလုံးလုံးတဲ့အချိန်ကြီးတယ်သူကလည်းဟိုဟာကိုယ်ကတကယ်ဟိုပေါ့နော်အဲ့လိုမျိုးဟိုမှုကိုတေးစားနေအောင်ဟိုကကြိုးစားပြီးတရုပ်ဆောင်တာ က်ချက်ကိုလည်းသူကပြောပြပေးလို့ကိုကိုလက်ချက်ကိုလည်းတယောက်နဲ့တယောက်အောင်းနာတိုင်းပြန်ပြီးထောက်ပြအောင်ဝေဖန်ပေးကြပါဘူး။ခက်ခဲရတော့အမားတို့တုန်းကလည်းဟိုနည်းနည်းတော့ကိုခက်ခဲခဲရတာတွေတော့ရှိရအောင်ပေါ့နော်။ဒီလိုမျိုးမီဒီယာတွေဟာဟိုကအွန်လိုင်းအွန်လိုင်းမီဒီယာဖြစ်နေမှာဟုတ်သွားပြန်မှာဟိုဒီလိုမျိုးဖြစ်မှလို့တဲ့ခါ ခဲတယ်လူသီးဖို့တော့မှအရန်ဆိုးသွားတယ်ဒီဘက်ကတော့လူသီးဖို့လည်းလွယ်တယ်လေဒါပေမဲ့လည်းဒီဘက်မှာလည်းနေရာရရလို့သူတို့ကလေးတွေမှာလည်းဟိုပို့ပြီးတော့ချိုးစားရတဲ့အပိုင်းတွေသူတို့ရှိပါတယ်ဒါပေမဲ့ဒီဘက်ကကလေးတွေကတော့ပို့ပြီးတော့ခံကောင်းတယ်လို့ပြောတော့အဲဟိုဆိုရင်ဘွားကတော့ကိုကိုညီမလေးလို့ ့သူ့ကိုသူတို့သိနေတော့တော့ဘောကြရင်ကြောက်ရင်ဆိုတဲ့ကြောင့်အဲကိုကပြောပြောတယ်အဲဒီကားလေးမှဆိုလေသူရမ်းပေါ့လေဟိုလက်စားလာတယ်ကိုနင်းမတရားအောင်ပြီးသူကတော့ဒါသူ့သူကဟိုအပြင်မှာဟိုဆိုရင်သူနေတဲ့ထိုင်တဲ့ဘုံတွေကလေသွတ်သွတ်လက်လက်နဲ့အဲ့လိုမျိုးလေဟိုဟာပေါ့ရှိတဲ့သူတို့သူ့နာမှာရှိတဲ့သူတို့ကပြောရှင်းသေးတယ်ပေါ့နော်သူရဲ့ပုံစံနဲ့နေတဲ့ထိုင်တဲ့ဘုံတွေ ခင်ဗျာသားရိုက်တော့တော့နည်းနည်းမေးတာမြင်တာလေးတော့ရှိပါတယ်ဒါပေမဲ့အခုကသူကအရန်အရန်တော်တယ်ရေကိုကြတော့ပေါ့နော်အဲ့လိုမင်းသမီးဆိုရင်ဒူးတွေရလာလာပွားလေးပဲမြင်နေရတယ်လို့ထင်တာပါဒါပေမဲ့ခေါ်ရုံးနဲ့အလုပ်များတဲ့အပြင်ကလုပ်ငန်းရှင်မျိုးသမီးတွေအများကြီးထိုးရထိုးရတဲ့ငွေစင်းတွေဆိုရင်လည်းထိုးတဲ့တော့တာဝန်စီပြီးတော့အိမ်ဦးကိစ္စတွေလည်းရဲလို့ရတဲ့ငွေစင်းတွေ ့ဒီမှာဘယ်လိုလဲပါလီပဲနေတယ်ဖြစ်မှာလဲတို့ဒါတော့မိခင်နိုင်ရဘယ်လိုပဲလုံးရတာပဲလေလုံးရတာစစ်တဲ့ပြင်တဲ့အားကိုဒီကောင်လေး